ီတောင်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးအလံတင်အခမ်းအနားကိုနေပြည်တော်မှာရှိတဲ့ဒီတောင်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်အလံတိုင်ကွင်းမှာဒီကနေ့နိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားကိုဒီတောင်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးပါတီဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ဦးမြတ်ဟိန်ဦးလာထွန်ဦးမျိုးစောသိန်းပါတီအထွေထွေအတွင်းရေးမှုနဲ့ ဘာဒီဘ ਹੁ အလုံးမှုဆောင်တွေလွတ်တော်ကိုယ်စားလှယ်လောင်းတွေတက်ရောက်ကြပါတယ်။အောင်နိုင်ရေးအလံတင်အခမ်းအနားကိုစတင်ကျင်းပရမှာအခမ်းအနားမှုအဖြစ် ပါတီဌာနချုပ်မှုဦးတောင်းရွှေကပြုလုပ်ပြီးနိုင်ငံတော်အလံကိုပါတီဘ ਹੁ အတွင်းရေးမှုဦးတူရိန်စောဒီလိုစုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အလံတွေကိုတော့ပါတီဌာနချုပ်မှုဦးတောင်းရွှေနဲ့ဌာနမှုဦးမင်းမောင်တို့ကတိုင်ထက်ကို လွှင့်တင်ကြပါတယ်။ ဲ့ဒီနောက်နိုင်ငံတော်အလံကိုအလေးပြုကြပြီးအခမ်းအနားပထမပိုင်းအစီအစဉ်ပြီးဆုံးခဲ့ပါတယ်ကန္နာဒုတိယပိုင်းအဖြစ်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနေမြေအတွင်းကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီဥက္ကဋ္ဌကဗဟိုသင်တန်းကြောင်းခမ်းမဆောင်မှာတွေ့ဆုံပါတယ်။အစီအစဉ်အရနိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်တချင်းတီဆိုခြင်းတွေနဲ့အခမ်းအနားကိုဖွင့်လှစ်ပြီ တက်ရောက်လာတဲ့တိုင်းဒေသကြီးတွေကကိုယ်စလေလောင်းတွေကိုရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးပါတီဥက္ကဋ္ဌကရှင်းလင်းမှာကြားခဲ့ပြီးအခမ်းအနားပြီးမြောက်ခဲ့ပါတယ်။